ဝဲမင်္ဂလာပါခင်ဗျာရေလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Facebook account ကိုအခြားတယောက်ယောက်ကအခြားဖုန်းတလုံးလုံးသုံးမို့အခြားဖုန်းအခြားကွန်ပျူတာတစ်ခုခုမှာဝင်ပြီးသုံးထားသေးတာဝင်သုံးထားရဆိုရင်လည်းဘယ်ချိန်ဘယ်နေရာကနေဝင်သုံးတာလဲဆိုတာကိုအတိအကျစစ်လို့ရမယ်နီလန်လေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာပြီးရင်ကျွန်တော်တို့ရဲ့ account ကိုအခြားတယောက်ကဝင်သုံးထားတယ်ဆိုရင်အဲ့ဒါကိုဆက်ပြီးတော့သုံးလို့မရအောင်လို့ကျွန်တော်တို့ရဲ့ဒီ Facebook account ထဲကနေလှမ်းပြီးလုတ်လို့ရမယ်နီလန်လေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲ့ဒါဆိုကျွန်တော်စလိုက်အောင်ပါနော်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook ကောင်း Facebook ဆိုရဲတော့တစ်ချက်သွားလိုက်ပါဗျ။အဲကျွန်တော်ရောက်ပြီဆိုရင်ဒီညာဘက်ဆုံးအပေါ်ဆုံးမှာကိုယ့်ရဲ့ profile ပုံနဲ့ menu button လေးရှိတယ်ဗောနော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာကျွန်တော်မျှမျှလေးထုတ်ပေးထားရယ်ဗောနော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒီနေရာလေးရောက်ပြီဆိုရင်တော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါတော့အောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ setting and privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျာအဲ့ setting and privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ setting privacy ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာအပေါ်ဆုံးမှာလူပုံစံ profile icon လေးနဲ့ setting ဆိုပြီးတော့ထပ်ပြီးတွေ့ရပါလိမ့်မယ်ခင်ဗျာအဲ့ဒါလေးကိုတစ်ချက်ထပ်ပြီးတော့ကျွန်တော်နှိပ်ပေးလိုက်ပါတော့ဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျာအဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးအတိုင်းရောက်လာပြီဆိုရင်ဒီအပေါ်မှာရှိတဲ့ account center ဆိုတဲ့နေရာလေးကိုနှိပ်ရမှာဖြစ်ပါတယ် account center ဆိုတဲ့နေရာမှာကျွန်တော်အခု၄ဘောင်ဘောင်ဝိုင်းပေးထားတဲ့နေရာကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်ဒီစာပြလေးကိုနှိပ်လိုက်ရတယ်ဒါမှမဟုတ်ဒီနေရာရဲ့ဒီနေရာရဲ့ကြိုက်တဲ့နေရာကိုနှိပ်လိုက်လို့ရပါတယ်ဗျကိုစင်ပြေးနေရာတစ်ချက်နှိပ်ချလိုက်ပါတော့ ဲနှိပ်ပြီးဆိုရင်တော့ဒီလိုမျိုးအကောင့်စင်တာရဲ့ setting ထဲမှာပါတဲ့ဟာလေးအသေးသေးပေါ်လာပါလိမ့်မယ်ဗျဒီတိုင်းပေါ်လာပြီဆိုရင်ကျွန်တော်ဒီအောင်နာကိုနည်းနည်းဆွဲလိုက်ရင် password ဒီ password and security ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျဒီ security icon လေးနဲ့ပေါ့နော်ဒီ password and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီ where you are loaded in ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်ဗျဒီဟာလေးပေါ့နော်ဒီကောင်လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ရပါပြီ ်အဲဒါလေးတစ်ချက်နေလိုက်ပြီဆိုရင်တော့ကိုကဒီနေရာမှာ Facebook account နဲ့ Instagram နေအခြားအကောင့်တွေနဲ့ထက်ချိတ်ထားရဆိုရင်ဒီအောင်မတန်းစီပြီးပေါ်လာမှာဖြစ်ပါလေဗျာကျွန်တော်ကတော့ sample ပြတဲ့အကောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့မှ Facebook icon တစ်ခုပဲရှိရပါတော့ Facebook account တစ်ခုလဲဆိုတော့ဒါဆိုဒါလေးကိုတစ်ချက်ထက်ပြီးနှိပ်ပေးလိုက်ပါဗျာ အဲဒါဆိုရင်တော့တွေ့ရပါပြီဗျအကောင့်လော့အင်အက်တီဗီတီဆိုပြီးတော့ကျွန်တော်ဒီအောက်မှာကျွန်တော်တို့ရဲ့အခုလက်ရှိ Facebook အကောင့်ကိုဘယ်အချိန်ဘယ်အချိန်မှာဟောဘယ်နေရာနေပြီးတော့ဘယ်ဖုန်းမျိုးစားတွေဘယ်ကွန်ပျူတာတွေဝင်ခဲ့လဲဆိုတာကိုကျွန်တော်အစားဆုံးကြည့်လို့ရမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်ရဲ့ဒီလက်ရှိအသုံးပြုနေတဲ့ device ဆိုရင် ဒီလိုမျိုးလေး this device ဆိုပြီးတော့စာအသိလေးနဲ့ပြပေးမှဖြစ်ပါတယ်ဗျာကျွန်တော်ကလက်ရှိဒီ time မှာမကောင်းမှန်နေတာဖြစ်တဲ့အတွက်ကြောင့်မျိုးဒီမှာ Thailand ဆိုပြီးတော့စာလေး location လေးပြပေးတာဗောနော်အဲကျွန်တော်ရဲ့ဖုန်းမျိုးစားကတော့ CP2 ဗောနော်အဲအဲ့လိုမျိုးပဲဒီအောက်မှာကျွန်တော်ထပ်ပြီးတော့ကြည့်လို့ရပါတယ်ဗျာအဲဒါဆိုရင် ကျွန်တော်ဆိုရင်မှဇန်နဝါရီလ30ဝန်းကျင်လောက်ကဆိုရင်ဒီအောက်ဆုံးမှကြည့်မယ်ဆိုရင်ဇန်နဝါရီလ30ဝန်းကျင်လောက်ကဆိုရင်ဒါဒီ Android phone တစ်လုံးနဲ့ဝင်ခဲ့တယ်ပြီးပြီးဆိုရင်ဒီ Mashla 9နှစ်ရည်ဒီနေ့လေ12:09မိနစ်မှာဆိုရင်အဲကျွန်တော်ဆိုရင်ဒါဒီကွန်ပျူတာကနေဝင်ခဲ့တယ်ဒီလိုမျိုးကြီးပေါ့နော်ဒါဆိုရင်ယုတ်ကရထိုင်လိုင်းပေါ့နော်ဒီမှာအဲဒီလိုမျိုးကြီးပေါ့အဲပြီးပြီးဆိုရင်မှာ single region နဲ့ဝင်ထားရလေရှိရဒီလိုမျိုးပေါ့အဲကျွန်တော်တို့ရဲ့ဒါ Facebook ကောက်ကိုဘယ်နေရာဘယ်နေရာကနေဘယ်နေရာဘယ်ချိန်ကနေပြီးတော့ဘယ်လိုဖုန်းမျိုးစားဘယ်လိုကွန်ပျူတာမျိုးစားနဲ့ဝင်ခဲ့လဲဆိုတော့ဒီလိုစစ်လို့ရပါတယ်အကယ်၍ဒီနေရာမှာကို မဟုတ်တဲ့အခြား device တစ်ခုခုကဝင်ထားတယ်ဆိုရင်အဲ့ဝင်ထားတဲ့ device တစ်ခုကိုနှိပ်လိုက်ရမှာဖြစ်ပါလိမ့်ကြာဥပမာအဖြစ်ကျွန်တော်ကဒီ dip PC ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် ကိုမဟုတ်ဘူးဆိုရင်ပေါ့နော်အာကျွန်တော်ဒီစီပစ်နဲ့ပဲပြတော့ကိုမဟုတ်တဲ့အဲ့လိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီးဆိုရင်ကိုမဟုတ်တဲ့ device ကိုပေါ့နော်တစ်ချက်နှိပ်လိုက်နှိပ်ပြီးပြီးဆိုရင်ဒီနေရာမှာဒီ log out ဆိုတာလေးရှိရပေါ့နော်အဲ့ log out ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီး okay ကိုနှိပ်ပြန်မှာဖြစ်ပါလေဗျာဒီနေရာမှာကျွန်တော်ကတော့ log မလုပ်ပြတော့ဘူး log log ကလုံးလိုက်စီပစ်2ကကျွန်တော်အခုလက်ရှိအသုံးပြုနေတဲ့ပုံဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ရဲ့အကောက်က log in ပြန်ဝင်နေရမှာဆိုလို့အလုပ်လျှောက်လို့ပေါ့နော်အဲဒီနေ့တိုင်းလေးဒါကိုယ့်ရဲ့ ဒီ Facebook account ကိုအခုမဟုတ်တဲ့အခြားတယောက်ကဘယ်နေရာပဲအချိန်ကနေဘလို့ဖုန်းမျိုးဆိုင်နေဝင်ခဲ့လဲဆိုတော့အာအစားဆုံးစစ်လို့ရပါတယ်ပြီးရင်ကိုမဟုတ်တဲ့အခြားတယောက်ကဝင်ထားတယ်ဆိုရင်အဲ့ဒီ device ကို log out လန်းလုပ်ပြီးတော့ကျွန်တော်တို့ဟိုဝင်သုံးလို့မရအောင်လုပ်လို့ရရပါတော့နောက်ဆုံးနီးလန်းတကူကတော့ဒီလိုမျိုး log out လုပ်ပြီးဆိုရင်ကိုယ့်ရဲ့ password ကိုအခြားတယောက်ကသိနေလို့ဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ password ဘာညာချိန်းသိမ်းပြီပေါ့နော် password ဘာညာမချိန်းတတ်ဘူးဆိုလဲကျွန်တော်ရဲ့ relay on blog ဆိုတဲ့ Facebook page နဲ့ YouTube channel မှာဒီ Facebook နဲ့ပတ်သက်တဲ့နေပညာတူထွားအကြောင်းအရာလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျာ ဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ